မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကနေမက်ရှလာ14ရက်ဒီဂရီ99နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အတောင်ပိုင်းတွင်တိမ်တင့်တင့်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အလဲပိုင်းတွင်တိမ်အင်းငယ်ဖြစ်ထွန်းနေကဘင်္ဂလားပင်လယ်အမြောက်ပိုင်းတွင်အများအပြားဖြင့်တာယာနေပါမည် ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ကချင်ပြည်နယ်တွင်နေရာကြီးကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်တနင်္လာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမူးတစ်ကြုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်တိမ်တင့်တင့်ဖြစ်ထုံးပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအပြားသားရပါမယ်။မြမပင်လေပြည်တွင်လှိုင်းနေငယ်မှလှိုင်းတင့်တင့်ရှိပါမယ်။လှိုင်းမြမမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပြည်တို့တွင်၄ပေမှ၆ပေကန်ရှိနိုင်ပါသည်။ ောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထက်ပိုင်းတနင်္လာတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများအားဖြင့်တာယာပါမရှင်